နောက်ဆုံးဒီတော်လိုင်းရေးပြီးတဲ့အချိန်ကျလို့ရှိရင်လည်းကျွန်တော်အသက်ရှင်ကြံခဲ့ရင်ကျွန်တော်မိသားစုသွားရှာကျွန်တော်တယောက်တည်းအတွက်ကျွန်တော်မိသားစုတယောက်မိသားစုတစုအတွက်လည်းကျွန်တော်ဒီလက်နက်ကိုင်လမ်းစဉ်ကိုရွေးခဲ့တာမဟုတ်ဘူးပေါ့နော်ရွေးခဲ့မှာမဟုတ်ဘူးလည်းဖြစ်တဲ့အတွက်ကျွန်တော်ဘာပဲနေနေနောက်တတ်မရဘူးဆရာ thank you မင်္ဂလာပါအာဒီထောက်မှာလဲကျွန်တော် SSNDF ကပေါ့နော်အဲထူးထူးခြားခြားဖြစ်အောင်ပေါ့နော်အဲဒီဒါအဲ့ဒါတော့တယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်အဲပြီးတော့ဒါကျွန်တော်တက်ဖွဲ့တွေကဒီဘက်မှာဘယ်လိုမျိုးတသားလဲရှိသလဲဆိုတဲ့ဟာကိုလည်းသိစေချင်လို့ပေါ့နော်အဲကြတော့ဒါမိတ်ဆက်ပေးပါဦးကျွန်တော်အဲဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်တော့ကိုဦးပါဒီ KTH view ဟာအမှတ်ကိုပါပေါ့နော် view ဟာရုံးဟုတ်ပေါ့အဲ LGBT တယောက်ပါခင်ဗျာဟုတ်အော်ကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော် အာကိုက LGBT တယောက်ဖြစ်တယ်အဲဒီမှာတာဝန်ထမ်းဆောင်တဲ့အခါမှာအဲသူဘယ်လိုမျိုးကြုံတွေ့ရတာရှိသလဲပြီးတော့ဒီဘက်ကတပ်ဖွဲ့တွေရဲ့သူနဲ့ဆက်ဆံရေးဘယ်လိုရှိသလဲအဲပြီးတော့သူတာဝန်ယူရတဲ့ရုံးပိုင်းဆိုင်ရာအဲဘာလို့ရှိသလဲပေါ့လားအဲဒါလေးဒါပြောဆက်စုမယ်ပေါ့နော်ဟုတ်တယ်အဲအရင်ဆုံးဆက်စုချင်တာကတော့ဒါပထမဆုံးဒီတော်လန်ရေးကိုဘယ်လိုပုံစံမျိုးနဲ့တာဝန်ဖြစ်လာတာလဲပေါ့ကျွန်တော်တို့ဒါတော်လန်ရေးပုံဝင်ဖြစ်တာတော့စအနာသိမ့်နေပါဘောနော်အနာသိမ့်နေမှာကျွန်တော်တို့ကလက်မခံဘူးလူငယ်တွေဆိုတော့လက်မခံဘူးလက်မခံဘူးဆိုတော့လေပထမ အဲဒီလိုပေါ့ဆန္ဒပြကြတာပေါ့ဆန္ဒပြရောအဲဆန္ဒပြရတဲ့ထဲမှာလည်းပါတယ်ဒီတိုင်းကြီးကတော့တော်တော်လေးတော့အားဆိုင်ခဲ့တယ်ပေါ့နော်နောက်ပိုင်းကျွန်တော်တို့အဲအနာသိင်းပထမစာအဲတမတော်နေမှာကျွန်တော်တို့တင်းတင်းနဲ့ပြစ်ခံရတဲ့ထဲမှာပါတယ်ပေါ့နော်ဟုတ်လားကျွန်တော်လည်းအစီအစဉ်ကနေဟုတ်တယ်ကြည်စုံကနေကျွန်တော်တို့ကတော့လေးခွာလေးတယ်လေควายတွေပေါ့တရတဲ့ပြစ်ခါရတယ်မှာပါတယ်ဘာလောက်မမွေးဘူးကျွန်တော်တို့ကတဲ့အဲ့ဒီလိုဓာတ်တိုင်လေးပဲကိုယ်နေအဲ့ဘလို့ဘလို့ဘလို့ခစားရလဲအဲ့လိုမျိုးဆိုနေတော့စိတ်လို့ရှာတယ်ဒါပေမဲ့အဲ့လိုသူတဲ့ကိုနေရှိအဲ့လိုအချိန်မှာကိုကတနက်အစစ်မဟုတ်တာတောင်မှ အဲကျွန်တော်တို့အဲ့လိုအရှိမှရုပ်ရယ်ပြစ်နေရတဲ့အချိန်ကြတော့မကြောက်ဘူးဗျ။ဟုတ်။လုံးဝကြုံစိတ်မရှိဘူး။ဟုတ်။ကျွန်တော်တို့ line ပေါ်ကြည့်နေတာလေဘယ်ကပြစ်တယ်ဘယ်ကပြစ်နေတာအဲ့လိုမျိုးလိုရှိတာပေါ့နော်စိတ်လှုပ်ရှားဒါပေမဲ့အဲ့လိုအချိန်ကြတော့သူတပြန်ကိုတပြန်ပြစ်နေရတဲ့အချိန်ကြတော့လေကျွန်တော်တို့အကြောက်စိတ်ဆိုတာမရှိဘူး။မောင်းမြန်ကိုလေးကွားနဲ့ပြစ်နေတဲ့အချိန်မှာကြောက်စိတ်မရှိဘူး။လွယ်လေးလွယ်လေးတစ်လုံးနဲ့ တံပေးသီးရေနဲ့ပေါ့နော်လေးလေးခွားနဲ့ပြည့်အဲသူပြည့်ကိုပြည့်ပြည့်ကြတယ်အဲ့ဒီအချိန်ကနေပြီးကျွန်တော်တို့ကနေပြီးတော့ဒီဒေါ်လာကြီးကတော့ကျွန်တော်တို့ကအစားထဲမှလာခြင်းနဲ့အဲအာနာသိန်းစားတဲ့မှာကျွန်တော်ဒီဘက်မှာပေါ့နော်ဟိုရာဝီဘာရီဖက်ကနေပြီးတော့စစ်ပညာရေးသင်ပေးမလားပေါ့နော်အဲ့ဒါအဲ့မှာကျွန်တော်တို့က UG ပေါ့နော်ဗရမမြို့ပေါ်မှာပျောက်ကြားအနေနဲ့ UG အဲ့လိုလည်းခြားသေးတယ်ရှိသေးတယ်အဲခဏလောက်တပတ်လောက်လေးဘာလေးတင်ပြီးတော့ကျွန်တော်တို့အကုန်လုံးပေါ့နော်လက်လုံရေနန်စီဘာညာ APPC ပိုက်နေတယ်အဲ့လိုမျိုးတွေလည်းလည်းကျွန်တော်တို့ လုတ်ခဲ့တာဘောနော်ဒါမှကျွန်တော်ဒီတော်လန်ယူတော့အေးကတလနဲ့ကိုင်းနဲ့ချပြီးတော့မှတမတော်အနေနဲ့ကျွန်တော်တို့ဒီအနာရှင်ကိုတော်လန်ကြတော့မယ်ဆိုတော့ကျွန်တော်လည်းလည်းနဲ့ကိုင်းပြီးတော့မဖြစ်မနေဒီပွဲမှာပါကိုပါမယ်ပေါ့ကျွန်တော်တို့ NGBT တွေလည်းကျွန်တော်တို့လည်းသွေးမနေဘူးတော့အာဘောဒါဘောဒါဘောအဲ့လိုမျိုးပါမယ်ဆိုပြီးတော့မှကျွန်တော်ဒီထက်ကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့တစ်ဖက်အဲ့အချိန်မှာကျွန်တော်ဟိုဝီးမှာဟိုဖြစ်နေတဲ့နေတခြားဇာတိယာဖြစ်နေတဲ့အတွက်အဲ့မှာလည်းမိသားစုစုလုံးကပါနေရဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်ကနေပြီးတော့မှ အဲထောက်ပံ့မှုတွေလောက်တာပေါ့နော်အဲတုန်းကကျွန်တော်တို့ထောက်ပို့ပေါ့အဲဒီ UG တွေလိုတဲ့ဟာတွေဘာတွေဟုတ်ပါတယ်အလုံးလို့ရင်းနေထောက်ပြီးရဲ့အချိန်မှာကိုပဲထောက်ပံ့ဒီဘက်ကမလာသေးဘူးစေအော်မလာသေးဘူးဒီဘက်ကမလာသေးပဲနဲ့အဲ့လိုအလုံးတွေအရင်လောက်ခဲ့တာပေါ့နော်မြို့ပေါ်မှာအရင်လောက်ရှားခဲ့တာပေါ့မြို့ပေါ်မှာအရင်လောက်ရှားပြီးမှပဲ ကျွန်တော်ကဒီဘက်လက်နဲ့ကင်တန်းစီကိုဒီဘက်ကိုကိုယ်တိုင်ပဲတိုက်ပွဲဝင်မယ်ဆိုပြီးတော့မှဒီဘက်ကိုဆက်သွယ်ရွေးချယ်ခဲ့တာပါ။ဟုတ်အရင်ဆုံး၄ခွနဲ့ပြစ်တယ်ပြီးတော့ယူကြီးလှုပ်တယ်လက်လှုပ်တွေနဲ့စော်တယ်အဲပြီးတော့အဲ့လိုမျိုးအဖွဲတွေကိုထောက်ပံ့ကူညီရတယ်လှုပ်တယ်ဟုတ်ကဲ့ဗျာပြီးတော့လုံးဝနောက်ဆုံးလက်နဲ့ကင်လမ်းစီနဲ့ချမယ်ဆိုပြီးတော့ရွေးချယ်ရွေးချယ်ခဲ့တယ်ဟုတ်တယ်ဩတကယ်လေးစားနော်အဲ့တော့အဲ့လိုမျိုးလက်နဲ့ကင်လမ်းစီရွေးမယ်ဆိုပြီးတော့တွေးတဲ့အချိန်မှာအဲအခက်ခဲရတော့တွေးမိမှာပေါ့ တွေးမှာဆိုတော့အဲငါဒါလုံးမယ်ဒါတွေကတော့ဘလို့ခက်ခဲနိုင်တယ်လူတိုင်းကတော့အဲ့လိုမျိုးကြိုတွေးပြတာပေါ့အဲဥစ္စာကိုရအောင်လုပ်မယ်ဆိုရင်စိတ်နဲ့လာကြတော့လာတဲ့အချိန်မှာကိုတွေးထားတဲ့ဟာနဲ့ကိုတကယ်ကြုံရတဲ့ဟာနဲ့မတူတာတွေပါရှိရှိတယ်တော်ဒီဘက်မှာတော်တော်ဒီဘက်မှာထင်တာကလာရယ်ဆိုတော့ဒီလောက်ထိတော့ခက်ခဲလိမ့်မယ်လို့တော့တော့မထင်ဘူးเนาะပြည်သူအားလည်းကောင်းနေတယ်ပေါ့အကုန်လုံးကလည်းဟိုပြင့်နေတယ်ကြီးလိုက်လည်းဟိုမှာကြီးလိုက်လည်းအကုန်လုံးက smart ဖြစ်နေတယ်ဆိုတော့လေ ဲဒါပေမဲ့ကျွန်တော်တို့ဒီရောက်မှတည်ရဒီထဲကိုဒီကျွန်တော်တို့တော်တော်ရေးတဲ့ဟိုတကယ်လက်နဲ့ကင်ပြီးတော့မှတိုက်တော့မယ်ဆိုတဲ့အချိန်နဲ့နောက်တန်းမှာကျွန်တော်တို့ထောက်ဖို့လုပ်ခဲ့တဲ့အချိန်နဲ့ကွာခြားမှုတွေကတော့လုံးဝတခြားစီပဲပေါ့နော်ကျွန်တော်တို့ထောက်ဖို့လုပ်တယ်ဆိုတာကဟိုကိုတက်နိုင်တဲ့ဟာကိုကိုကလည်းပတ်ဆက်ငွေဆိုလဲငွေပစ္စည်းပစ္စည်းဝယ်ပြလိုက်တာပဲရှိတာဒါပေမဲ့ကိုကကောင်းကောင်းနေကောင်းကောင်းတော့အိပ်ရခေါင်းပြောင်းတော့အိပ်ရသေးတယ်ဆရာ ီဘက်နဲ့မြေမှာကျတော့ကျွန်တော်တို့ကလက်လက်ကြီးတန်းဘုံစံလေးရင်တန်းအနေနဲ့ဘယ်တော့မှအဲညလုံးမောက်ခေါင်းပြောင်းအေးရတဲ့နေ့ဆိုတော့မရှိဘူးအလိုကွာချမှုလေးတွေတော့ရှိရဲ့ဆရာအခက်ခဲတွေကတော့အလိုရှိရဲ့ဗျာအဲ့တော့ဒါကတော့ဒါတလိုင်းနဲ့ပတ်သက်လို့ကြိုတွေးထားတဲ့ဟာနဲ့ကွာချမှုပေါ့အဲဒီ LGBT တယောက်အနေနဲ့ဆိုရင်နော်အဲဒီဘက်မှာဆက်ဆံရတဲ့အပိုင်းအလုံးလုံးရတဲ့အပိုင်းတွေမှာခက်ခဲကြုံရတာရှိလားဒါမှမဟုတ်လုံးဝတသားလည်းပဲဆက်ဆံခင်ရလားဘယ်လိုမျိုးဘယ်လိုမျိုးထူးခြားမှုတွေကြုံရရ ် NGPT တက်ရောက်နေနေတော့ကျွန်တော်ဆက်မလာခင်တော့မှကျွန်တော်ဒီဘက်ကအဲတက်ဘူးတက်ဘူးပေါ့နော်အဲဆက်သွယ်တဲ့အချိန်မှာအဲပြရနေပေါ့နော်ဆက်သွယ်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့မှမိခဲ့တယ်ပေါ့တော့ကျွန်တော်က NGPT တက်ရောက်ပေါ့ဒုံပိုင်းမှာအဲအဲ့လိုဖောင်ဖြည့်တယ်မှကျွန်တော်အဲ့လိုဖြည့်တာအဲ့လိုတခါလည်းရှိရအဲ့ဖုန်းနဲ့သူတို့အင်တာဗျူးလမ်းယူတဲ့အချိန်မှာလည်းကျွန်တော်လက်ခံနိုင်လာပေါ့နော်ကျွန်တော် အဲလက်ခံနိုင်လားကျွန်တော် NGBT တရားအော်အဲအဲ့လိုမျိုးပြောတယ် NGBT ကလို့ဘာနေနေကျွန်တော်တို့ကကျွန်တော်မခွဲခြားဘူးပေါ့အတူတူလေလာခဲ့ခင်ဗျားဘာလောက်တက်လဲဒီမှာဘာတောင်းဝင်ယူနိုင်လဲခင်ဗျားတောင်းဝင်ယူနိုင်တဲ့ဟာဒီမှာအများကြီးပဲပေါ့ကျွန်တော်ကအဲတခြားတော်တော်များများလဲလောက်တက်တယ်ပေါ့နော်ရုံပိုင်းဆိုင်ရာတွေလဲကျွန်းကျင်တယ်အဲစီးရင်ပိုင်းတွေဖြာကြီးလဲကျွားကျင်တယ်နောက်ပြီးတော့ ဒီဆိုလာအင်ဆိုလာတွေပါရေးလဲရတယ်။အဲ့လိုရရတာဒီဘက်ကလည်းလူအပ်ချက်တည်းကအဲ့ဘိုင်းဒီမှာလူနေရပေါ့။အဲ့ကိုခေါ်တဲ့ဆရာကလည်းလူဆိုလာခဲ့တော့ပေါ့နော်။ဒါပေမဲ့ဒီတည်းမှာလာတဲ့ချိန်တော့ကြုံရတဲ့ချိန်ကတော့ပထမဦးဆုံးစပြီးတော့မှရောက်ရောက်ချင်းနေပါပဲ။စကန်းတောင်မှမရှိအောင်မသိဘူးရ။ဆရာခေါ်ကြစီအောင်မသိတဲ့ချိန်မှာတင်တန်းတွေကိုသွားသူတင်တန်းတွေကိုတင်တန်းစနေရဖြစ်တဲ့အတွက်ကျွန်တော်တင်တန်းနဲ့တန်းရောက်သွားတာ။အိုးဘာအဲ့ရကိုခက်ခဲတယ်။ပထမဦးဆုံးကျွန်တော်ပြောပြမယ်နော်ဆရာ။ပထမဦးဆုံးစားရတဲ့ထမင်း ဓမိနေမြာကျွန်တော်တို့ကတင်နန်းသားရဲ့အလဲကြနဲ့ရေဝော်ကြီးချက်တာဆိုတော့ဓမိနေကပြော့ဓမိနေကလူတော်ဓမနေလို့ပဲပြော့ဆံပြုတ်လို့ပဲဆံပြုတ်လို့ပဲပြော့ပြီးတော့မှအဲ့မှာကျွန်တော်တို့ကမှပြင်မဲ့နဲ့လောက်ကဓမိစားမယ်တန်းစီမယ်ဆိုကိုလေတန်းစီကြပါဘူးဆရာတန်းစီရောကျွန်တော်အဲ့မှာဟိုတို့တော်တို့တန်းစီတန်းစီရောထည့်ပြီးတော့ဓမိနေခူးလိုက်တဲ့အချိန်မှာအငွေတထောင်းထောင်းနဲ့ပြော့ပြဲနေရတယ်အခုလည်းအချိန်မှာအဲ့မှာပထမဦးဆုံးစားရတဲ့ဟင်းကကျွန်တော် PDF ထဲကိုစားရောက်တယ်ပထမဦးဆုံးစားရတဲ့ဟင်းကဖယုံသီးဟင်းကျိုးစရာ ။ဘာမှမပါဘူး။အရင်ကျဲတောက်စီလည်းမပါဘူးဗျာ။အဲ့ဒါထမင်းပြောတဲ့ထဲကိုအဲ့မှုန်ကြီးနဲ့ကတ်ထဲလိုက်ရအောင်။ကျွန်တော်လည်းပဲရ။အဲ့သာသာကြီးလူကပြင်လဲပြင်မယ်တခါမှလည်းမကြည့်ဘူးဒါကြောင့်မစားနိုင်စရာတကယ်တမ်းအဲ့လိုမစားဒါပေမဲ့ကျွန်တော်တို့မှတစ္ဆာဆိုပြီးစားတဲ့အချိန်မှာအဲ့အဋိဋ္ဌံသမင်းစားအဋိဋ္ဌံဆိုရတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာအရန်တော့လှုပ်ရှားတယ်ဘာဖြစ်လို့လဲဆိုပြီးသူကြီးရဲ့သမင်းကိုဓမ္မအုပ်ဆုံးကြီးစားရတဲ့အချိန်မှာငါမဖြစ်မနေကိုစားမယ် ငါမဖြစ်မနေရအောင်စားမယ်ငါရှေ့ရရေဘော်တွေလည်းဒီလိုပဲစားခဲ့တာဒါပြီးသူကျွေးတာသမင်းတစ်လုံးနဲ့ကျွေးရင်တောင်မှငါစားရမယ်ဒါငါအိမ်ငါအရာမဟုတ်ဘူးပေါ့ငါအိမ်ငါအရာမဟုတ်ငါငါသမင်းငါရှာစားနေအောင်မဟုတ်ဘူးပြီးသူကျွေးတဲ့ဟာစားနေရတယ်ပေါ့အဲ့မှာကျွန်တော်တို့ပထမအဲကျွန်တော်မစားနိုင်တယ်စားတယ်ဝင်အောင်စားတယ်ဒါပေမဲ့အများကြီးတော့မစားနိုင်ဘူး။ဘယ်ဘလောက်ပြင်မှန်းမလဲ။ပထမဦးဆုံးတင်တော့မှအိပ်ရတယ်ဟာလေ။ကြည်ကြီးပေါ်မှာအိပ်ရတယ်ဟာ။ လောပြောပါဘိုးရရနေဘူးမြေကြီးတော်မှာအဲ့ရတယ်ကျဲစီစီလားစီစီပဲဆရာညာအဲ့ရတယ်ဆိုအကာလည်းမရှိတော့လေဆရာအဲ့မှာသူတို့ဘာလဲမိုးကအပိုင်းစာအစုပ်လေးလားမသိဘူးမြေကြီးပေါ်မှာဒီလိုပဲခင်းပေးထားဟုတ်ဟုတ်ကျွန်တော်တင်နန်းသားတွေအဲ့အဲ့ရမှာညကြည့်တယ်ဆိုလို့ချင်းလဲအာကျဲဒီလားဒီမြေအဲ့လိုမျိုးတခါမှလည်းအဲ့လိုဒီလိုပွဲမျိုးရောက်မယ်လို့တော့လည်းမသိဘူးပေါ့တည်ဘူးပေါ့အဲ့ပေါ့အဲ့ကျွန်တော်ထင်တာတော့ဩဒီကျဲရောက်တယ်ဆိုလို့ဩသူ့ဟာလေးနဲ့သူသူ့အဆောင်လေးနဲ့သူဗိုက်လေးနဲ့အနည်းဆုံးတော့တော်တယ်ဆိုတော့ ဟိုဝါကက်လေးနဲ့တော့အိတ်ရမှာပေါ့စီဟိုကလေးနဲ့တော့လောကလောကကို surprise ဖြစ်သွားတာဒါပေမဲ့မျက်ရည်တော့ကြမိတယ်မျက်ရည်တော့ကြမိတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီလိုခက်ခဲနေတုံတာဒါပေမဲ့ကိုတယောက်တည်းမဟုတ်ဘူးဒါပေမဲ့အရှိမှလည်းကိုအသက်ပေးသွားတဲ့ဟာတွေရှိတယ်ကိုမိသားစုထဲမှာလည်းဒီတော်လည်းရေးမှာကြောက်သွားတဲ့လူရှိတယ်ဟုတ်လားကြက်သွားတဲ့လူရှိတော့ကြတော့အဲ့ရနာကြီးစိတ်တွေလည်းပါတယ်ဒါကြီးစိတ်တွေပါမယ်ဒါပေမဲ့ကျွန်တော်တို့ကအရင်တုန်းကအယက်သားဖွားမှနေခဲ့တုန်းကတော့အယက်သားစိတ်မုန်းတယ် ကလေးစားချိန်မှာပေါ့နော်အဲစိတ်ပေါ့ကလေးစားချိန်မှာဒါပေမဲ့တို့တော့ဒီလိုတက်သေးကိုရောက်လာတဲ့အချိန်မှာကျတော့ဒီတက်ဖော်မတ်တန်းဆိုကျွန်တော်တို့မှဒီစီဥပဒေလိုက်နာတယ်ရှိရရပေါ့တယောက်ရဲ့စီမစီခန်းနေဂျင်းဝတ်တွေပေါ့နော်အဲ့ဒါဒီဖျားရတဲ့အချိန်ကျတော့လေကျွန်တော်တို့ကလေအဲ့လိုဈာချင်းဆိုင်နေရန်သူပေမဲ့လို့အရှိမသူနဲ့ကိုနဲ့တိုက်ရင်တာရန်သူပေမဲ့လို့ကျွန်တော်တို့အဲ့လိုမိရဲ့ချင်းကြရင်လည်းကျွန်တော်တို့တနာတဲ့သူအခွင့်ရေးဆိုတာရှိရမှာပေါ့ကျွန်တော်တို့ကမုန်းဒီစိတ်မရှိဘူးအဲအဲ့လိုမျိုးသူလည်းစစ်သားကိုလည်း ကိုလည်းစစ်တာစစ်သားပဲပေါ့နော်ဒါဒါလောက်ရမဖြစ်မနေကျွန်တော်တို့ကလည်းတွန်လန်ရတာပေါ့နော်တွန်လန်ရတဲ့အချိန်မှာတော့ရှိမှတော့ရန်တူပဲဆရာသူတို့လည်းနေချိုင်တော့မိတ်ဆွေပဲဟောပေါ့ဟောပေါ့အဲ့လိုစိတ်နေပေါ့အเจ้าကအနေဆုံးအเจ้าကကိုချင်းစာတရားနဲ့လုံနေကြတာ哦အဲ့လိုမျိုးကိုချင်းစာတရားရှိလို့လည်းဒီနေရာကိုရောက်တာပေါ့နော်ဒီလောက်တွေကိုလှုပ်တာပေါ့ဒီလိုအခက်ခဲတွေကိုရအောင်ကြော်ဖြတ်မယ်ဆိုတာကလည်းဒီစိတ်တရားနေပဲတည်တည်တာပေါ့နော်အဲအဓိကတော့ပြည်သူတွေအခုလိုမျိုးညမနေဆက်ခံရတယ်ဆန္ဒပြရတဲ့လူတွေပြစ်ခတ်ခံရတယ်တည်ကြည်ကြတယ် ဒါကြီးကိုမခံစားနိုင်ဘူးဒါကုချင်းစားတဲ့စိတ်ကနေဖြစ်တာပေါ့နော်ငါအမီလေးဆိုဘယ်လိုလုပ်မလဲငါညီလေးငါညီမလေးဆိုဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့မခံကျင်လို့ကိုချင်းစားတဲ့စိတ်တရားနေပြီးတော့ဒီလိုချင်းနေထိဒါတွန်းပို့လိုက်တာပေါ့နော်ဒီကတော့အခက်ခဲတွေကတော့ခုနလိုပေါ့နော်အလွဲတွေလည်းရှိပါတော့အမတ်တရားရေတော့အမတ်တရားဖြစ်တယ်ဒီ voice scan ဒီဒီဒီတဲမှာရောက်တဲ့အချိန်မှာဆိုမတူဘူးပေါ့နော်ဒါပေမဲ့ရောက်လာတဲ့ကလေးတွေက20ဝင်း79 20 25 20 20 20 20 20ဝင်းချင်းတွေပဲလုံးဝအငယ်လေးတွေဒီကြမ်းမှတူတယ်လူငယ်တွေဒီကြမ်းမှကျွန်တော်ပညာရေးတစ်ပိုင်းစားတစ်ပိုင်းတစားနေနေပေါ့နော်သူတို့မှာ ဝရီယာမဟိုဘာစုစုဘာပြောပြောဒီနိုင်ငံသမတ်တဲ့ဘွဲတခုတော့ရပြီပြီဗောနော်။ဟုတ်ပါဘူး။ရပြီပြီဆိုသူကလေးတွေစာဟိုလည်းသူအရင်ကျွန်တော်ကဖြစ်စီခြင်းနေ။အရင်ဆိုလည်း test ဆိုလည်းဒီစီကန်ဘိုင်းမှာဟောပါကြကျွန်တော်တို့ကဗျာဒီအာနာရှင်မကြိုက်တာဟုတ်တယ်ဒါပေမဲ့သူတို့ရဲ့ချင်းဝိတ်တွေပါတချို့တွေလည်းလူစီအဲ့လိုမျိုးဖောက်တဲ့ဟာတွေကိုကျွန်တော်တို့မကြိုက်ဘူးဒေါ်လာရဲ့ချိန်မှာသူတို့ဒေါ်လာနဲ့ချိန်မှာကျွန်တော်တို့လူငယ်တွေအနေနဲ့လူခြားလူငယ်တွေကိုဖြစ်စေချင်တာတော့သူတို့ထပ်ပို့ပြီးတော့စီကန်တွေဝစီချင်တဲ့စပုံးကြားစီချင်တဲ့ ဖြောင်းမစီချင်တယ်ယူသားစီချင်တယ်ဘောနော်ဒေါ်လာရင်းနဲ့ပတ်သက်လို့ဆိုလို့ရှိရင်နာမည်ပြမဖြစ်သေးချင်ဘူးနောက်ပြီးတော့သူတို့ပညာရေးတပိုင်းစာဖြစ်နေတဲ့ဟာတွေလည်းအဲကျွန်တော်ကဒီကနေပြီးတော့မှပြောချင်တာရသလောက်ကျွန်တော်လွယ်ဒီမှာလည်း line တွေနဲ့အစဉ်ပြောင်းတော့လုပ်ပေးထားတာဘောနော်ဆရာဒီခါတည်းတော့ခက်ခဲရှိတယ်အဲဒီကျွန်တော်လေ့လာစီချင်တယ်ဒီကျွန်တော်တို့ဒီဖွင့်ထားတဲ့အကြောင်းတွေလည်းရှိရတယ်အဲ့ဒါလေးလည်းတက်စီချင်တယ်သူတို့ရဲ့အနာဂတ်အတွက်သူတို့ဒေါ်လာရေးမှာလည်းပညာရေးတပိုင်းစာဒေါ်လာရေးပြီးရင်လည်းဘာလို့လို့လောက်ရမှမသိပဲဖြစ်သွားပဲဟာတွေအတွက်ကျွန်တော်ကအဲ့လိုမျိုးတွေတော့အဲ့လိုသူတို့လည်းတိုက်တွန်းတယ် ဟုတ်တယ်ဆိုရင်ယုံပိုင်းကိုကယုံပိုင်းမှာဒီတာဝန်ယူရဲမလို့ဒီနောက်တန်းမှာစီကံပိုင်းနေစကန်တွင်းဟွာတွေပေါ့နော်စကန်နေစီကံနေရေဘော်တွေရဲ့အဲအနေထိုင်နေစိတ်နေသဘောထားတွေသူတို့ရဲ့ခံစားနေရတဲ့ဟာချိုးချောင် emotional ဖြစ်ပြီးတော့ဟောအယမ်းနေ မိသားစုပြဿနာရှိတယ်ကိုယ်ပိုင်ပြဿနာတွေသူတို့ရဲ့လူမျိုးပြဿနာလေးရှိတဲ့အချိန်မှာသူတို့ခံစားချက်တွေကိုဖွင့်ထုတ်ဖို့အတွက်သူတို့လည်းလူလူပေါ့နော်အဲအချိန်မှာကျွန်တော်တို့နားထောင်ပြီးတယ်ဘလူးဖြစ်စီခြင်းလဲဘလူးဖြစ်ခြင်းလဲအားပေးစကားတွေပြောတယ်သူတို့ရဲ့လူအချက်တွေပေါ့နော်ဒီလူမျိုးတွေလည်းကျွန်တော်ကလုတ်ခဲ့တာပေါ့တက်နိုင်တဲ့ဘက်ကတကယ်တော့ကျွန်တော်ကဒါမှတော့ရှိဖို့ပဲတိုက်မယ်ပေါ့လက်နဲ့ခြင်ပြီးတိုက်မယ်ပေါ့ဒီမှာကျတော့လေအဲဒီဘက်လူအချက်ရပေါ့လူအချက်ကြတဲ့တန်းဆင်းပြီးတော့ လာသူတို့တာဝန်ကြရရှိပေါ့နော်ကိုတဲ့ကိုင်းကြီးတွေဟာပြေးဟာလဲသူရောက်တဲ့နေရာမှာတော့တာဝန်ကြည့်အောင်တော့ပြေးတဲ့တာဝန်ကတော့ကျွန်တော်ကတော့ထန်းဆောင်တော့အကြည့်ပုံထန်းဆောင်ခဲ့ဟောဒါဟောဒါဟောတကယ်တကယ်လေးစားတကယ်လေးကုန်ယူရပေါ့နော်ပြီးတော့ခုနလိုခုနပြောရစကားလေးဆိုအရန်ခန်းစားရတယ်ခင်ဗျာငါရောင်းစားမယ်ပေါ့နော်ဒါငါပြည်သူကကြွေးတဲ့ဆံပေါ့နော်ပြည်သူကြွေးတဲ့ဆံကရောင်းစားမယ်ပြီးတော့အဲ့ချိန်မှာစိတ်လှုပ်ရှားရဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒါလေအဲတကယ်အတူယူသင်းတဲ့ဟာပေါ့နော် ပြည်သူကြွေးမွေးတဲ့ဟာကိုစားပြီးတော့ပြည်သူအတွက်လှုပ်လှုပ်ရတဲ့ခါမှာတကယ်ကိုယ်ယူကြကောင်းတဲ့အလုပ်တွေပဲကျွန်တော်တို့လှုပ်ကြဖို့လိုတယ်ပေါ့နော်အခုစစ်ကောင်စီကတည်တဲ့အတိုင်းပဲပြည်သူကြွေးတဲ့ဟာကိုစားပြီးတော့ပြည်သူပြန်တက်နေတယ်အဲ့ဒါကြောင့်မလို့လေဒီကောင်တွေဆုံရှုံတာကြာရှုံတာပေါ့နော်ပြည်သူရဲ့ထောက်ခံမှုကစားသူတို့လုံးဝမရတော့ဘူးအဲခုနကလိုမျိုးဒါကိုယ်တို့လိုမျိုးအဲ့လိုစိတ်သက်ရှိတယ်ဆိုရင်ပြည်သူကလုံးဝအမြဲတမ်းအနောက်မှာရှိပြီလားအဲ့တော့တည်ကြတယ်အဲ့ဒါကြောင့်လည်းဒီနေ့ဒီချိန်ဒီဒီလိုမျိုးဒါလှုပ်လာနိုင်တာပေါ့နော်ခုနကတော့ ြင်မြင်လာမြင်ဘွားမျိုးကနေအခုတော့မိုးကရှိလာပြီဗျာမိုးကလေးရှိလာဟုတ်တယ်နော်အဲအဲ့စပြီးတော့တနက်တက်တဲ့ချိန်မှာယူနီဖောင်းရှိချင်မှရှိမယ်မရှိဘူးဇာမရှိဘူးတော့အခုတော့ဒါယူနီဖောင်းလေးနဲ့ဖြစ်လာပြီဘယ်လိုပဲဖြစ်ဖြစ်ဒါပြည်သူကနောက်ကနေပြီးတော့အမြဲတမ်းမှာပံ့ပိုးပေးဖို့အစဉ်သင်ရှိတယ်ဒါပေမဲ့ပြည်သူအတွက်ကိုတော့ကျွန်တော်ကဦးစားပေးအနေနဲ့လုပ်ကြမယ်ဆိုရင်ဒါအမြဲတမ်းတဖြည်းဖြည်းနဲ့တော့တည်ကြပေါ့အဆင်ပြေမှာစစ်ကောင်စီဆိုတဲ့ကောင်ကပြည်သူကိုကျေးဇူးကမ်းတဲ့ကောင်ဖြစ်တဲ့အတွက်တည်ကြပေါ့ကြာရှုံးအောင်အဲ့ကြောင့်ကျွန်တော်ကတော့အားပေးတယ်ပြီးရင်တကယ်လေးလေးစားတယ်တကယ်ကုန်ယူတယ်ပေါ့နော်ပြီးတော့ ရုံးအုပ်နေရာဆိုတာဗျာခက်ခဲတယ်ဗျာတရားဟုတ်တယ်ကျော်တီးလောက်ပါเนาะအဲကျောင်းရတဲ့အမှုခင်းနေရာလည်းအများကြီးရှိတယ်เนาะပြီးရင်ဒါစီကန်သေးဖို့မှုဘိုင်းနေအဲပြီးတော့ကျရုံးဘိုင်းဆိုင်ရာလုပ်ငန်းနေပုံမှန်ဆိုဒီဒီတပ်ဖွဲ့ဝင်တယောက်ကသူကစာရေးတာတော့စာထုတ်တာတော့လက်မှတ်ထိုးအဲ့မလုပ်ချင်ဘူးကန်းကန်းညီမေဆိုပြီးတော့လာကြတာပေါ့เนาะအဲအဲ့ဒါတကယ်ပြောရင်ဒီအလုပ်ကမလုပ်ချင်ဆုံးအလုပ်ထဲမှာပါတယ်ဟုတ်တယ်ဒါပေမဲ့လည်းလွယ်ချက်ရဆိုပြီးတော့တာဝန်ပေးတဲ့ချိန်မှာတကယ်တာဝန်ကြီးအောင်လုပ်ပေးနေရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့เนาะအဲ့တော့အဲ့ရုံးတယောက်ဖြစ်ပြီးရဲ့ချိန်မှာအဲ့လိုပေါ့ ကြုံရတဲ့ထူးထူးခြားခြားခက်ခဲတွေပါရှိလားကြုံရတဲ့အမှုခင်းတွေနဲ့ပတ်သက်ရှင်းရှင်းရတဲ့ဟာတွေပတ်သက်လို့လောက်ရောပြောပြအောင်ဒီအရကျွန်တော်တို့ကရုံအုပ်တရေပါဆိုလဲတရေရုံအုပ်ပေါ့နော်အခုဒီမှာ view ဟာအနေနဲ့ဆိုလဲဆိုလဲ view ဟာရုံအုပ်ဘူးလားရုံတစ်ဖြစ်လဲကျွန်တော်ကတော့အခက်ခဲတွေကတော့စာကြုံရတယ်တရင်ကထောက်တိပါတွေပေါ့နော်ရိခါတွေပါတွေတောင်းတာအစားပေါ့ကျွန်တော်တို့မှတစ်ခါကြိုက်ပြီးစရာမရှိသူတို့ကလည်း လာတောင်းပြီအဲ့လိုအခက်အခဲတွေရှိတယ်နောက်ပြီးကျအဲရှေးမှာရေဘော်တွေကမဖြစ်တယ်မိန်းနာခံမှုအဲ့လိုဒီအဲ့လိုမျိုးဟာတွေနဲ့ပြဿနာတုံတွေတက်တယ်ကျွန်တော်တို့ကလည်းဒီမှာရေဘော်လေးဆိုနေနဲ့လွတ်လပ်ခွင့်တော့ပေးထားတယ်ဒီနောက်တန်းပြန်ရောက်တဲ့အချိန်မှာဒီတင်းငနီတရက်တော့နည်းနည်းတောက်ချင်တော့ပေါ့လီမိတ်တော့မကျော်သေးနဲ့ပေါ့ဒါမိုးလေးတွေရှိတယ်မိုးလို့မရဘူးရမ်းလို့မရဘူးရဲရင်တော့အပြစ်ပေးမယ်အရေးယူမယ်ဒါမိုးတွေရှိတယ်အဲ့ဒါချိုးတီကြတော့လေဟိုတောက်ပြီးတော့မှအဲ့လိုမျိုးဟို ကိုစိတ်ကိုမထိန်ချုံနိုင်တဲ့ကြာရဲ့ရန်ကမှုတွေပါလေးရှိရပါတော့။အာအဲအဲအဲအချိန်ကြာလို့ချိန်တော့တော်တော်လေးထိန်ခဲ့ရတယ်။တော်တော်လေးထိန်ရတယ်။တော်တော်လေးထိန်ပြီးတော့အဲ့လိုပြဿနာကတော့ဘောင်းဆုံးပါပဲဆရာ။ပြဿနာဘောင်းဆုံးပြီးတော့အရန်ကြီးကြီးမားမားကြီးတော့မဟုတ်ဘူးလူငယ်တွေဆိုတာအဲဖြစ်တဲ့နာတယောက်နဲ့တယောက်ဟိုအဲ့လိုမျိုးအညူတေးတွေခိုက်ရဲဟိုကြီးကြီးမားမားဖြစ်တာတွေပါရင်မရှိဘူးကျွန်တော်တို့ကအဓိကတော့မူရေးရန်ကမရဘူး။အဲမူရေးစေးတုံးလို့လုံးဝမူရေးစေးဆိုကျွန်တော်တို့ကလုံးဝ တက်မီနီစီကန်နဲ့ချုပ်ထားတာလုံးဝမြူးစီကတော့လုံးဝခွင့်မပြုဘူးအရက်ကတော့ကျွန်တော်တို့ကရက်ပြီးရကြိုက်တက်ရင်တော့တောက်ဒါပေမဲ့တော့တင်းငင်းနေတည့်ရက်ပေါ့ခွင့်ပြုထားတယ်ပေါ့လင်းမြအဲ့ဒီမှာကျွန်တော်တို့ကကြဲရရရလေးရှိရဝဆိုင်မောင်းချင်းလည်းဟောက်အဲတိုက်ထိတ်သုံးခက်၆ပေါက်ခက်အဲအလိုမျိုးပြပြကရုတ်ချင်းတူးဒီလောက်ပါပဲဆရာအင်ကာချင်းတူးတယ်ကစုတ်ချင်းတူးတယ် အဲ6ပေါက်ခတ်တယ်ဗောနော်အဲအားကြီးကတော့ကျွန်တော်လိုရတယ်နောက်ပြီးတော့သူတို့အဲ့လူတွေဖြစ်တယ်ဆိုလို့ရှိရင်ရေတောက်ခွင့်ဘလောက်ဘနလာပိတ်တယ်ဗောအဲ့ဒါအဲ့လိုအမျိုးတွေတော့လိုရတော့ဗာတဲ့သူတို့မေးတဲ့အချိန်ကျရင်တစ်ခါကြရင်လေသူကမနေ့ဒီလိုတောက်ပြီးတဲ့အချိန်နာအဲ့လိုဖြစ်တာမနေ့ကြရင်လေအဲ့ဒါ ကောင်းနိုင်မယ်ကောင်းမယ်တောင်းပန်ပြန်ရောအဲ့ကြာလေဒါကြီးကကိုအနေနဲ့ကြာလေအရေးမယူလို့ရတယ်မရဘူးညအများနဲ့လောက်ရတယ်အလုံးပါဆိုမနေ့ကြာဒီလိုဒီလိုရှိသူလည်းကြည်ကြည်နက်နက်ကြီးလက်ခံပြောပြောသွားပါပါပဲဆရာအဲ့ခက်ခဲတွေကတော့အများနဲ့အများနဲ့ရှိတယ်ရေဘော်ကြီးကမှအများနဲ့ဆိုလို့ဆရာဟုတ်တော့ဟုတ်အဲဒီကတော့စစ်သားဆိုးဆိုးလို့စစ်သားလို့ပြစ်ပေးတာပဲရှိတယ်။ဟုတ်။အဲခုနကလို့မမရဲစောစောကကဖြစ်တဲ့ဟာမျိုးမရှိဘူးပေါ့နော်။အဲဒီခါလေးစိတ်ပင်ပန်းနေ။ခါကြောက်လေကျွန်တော်ကအိမ်ကအဝေးမှာနေရတယ်ပေါ့နော်။အဲကြတော့ဘလိုပဲဖြစ်ဖြစ်အဲဒီလိုမျိုးစိတ် ပန်းဖြေစရာဆေးတစ်ပေါက်တစ်ခုခုတော့ရှာတတ်ကြတာပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကတစ်ခါကျတော့ခုနလိုကန်ဆာချက်တွေများတော့ပြဿနာရှာမိလို့ဖြစ်တာလည်းရှိတယ်တဲကွဲတာပူဆိုးတယ်ဟုတ်တယ်တဲကွဲတာပူဆိုးတယ်ရေဟိုဒီအဓိကပြတတ်တာအဲ့ဒါကော်မလီရဲ့ပြစ်သွားလို့စိတ်ဆိုးပြီဆိုအဲ့ချိန်ကျရင်သူက ကွဲပြီဘမုတ်ဝဲရှာတာပေါ့အချင်းချင်းပေါ့ဝဲရှာတယ်ပြည်တဲ့အတန်ကျဲတာတို့ကျွန်တော်စကမ်းမှာဆိုလဲအေဒီ9နိုင်နောက်ပိုင်းဆိုလို့ရှိရင်တိတ်စိတ်ချိန်ရှိဘယ်လိုတိတ်စိတ်ချိန်မှာအတန်ထွက်လာရင်ကျွန်တော်တို့ကအေးယူပြရတယ်အဲ့ဒါမူးလေးပေါ့ဗျသူတို့ကအဲ့လိုကောင်းမလေးနဲ့အစင်မပြေဖြစ်တဲ့ချိန်ကြလို့ရှိရင်ထားထားပြီးအတန်ကျဲတာပွဲကြမ်းတာတို့ဘယ်လိုမျိုးချက်ကျွန်တော်တို့တိတ်ရတာဗတ်တရားတွေပေါ့အေးပါအေးပါအဲ့ရဘလိုပဲဖြစ်လေနော်အိမ်နဲ့အဝေးမှာနေရဆိုအဲ့ဒါနဲ့ဒါကိုဦးရောအဲဒီအခုသလိုင်းလေးတွေဝင်လာတဲ့ချိန်မှာအိမ်နဲ့ဆက်သွယ်ဖြစ်လာအိမ်ကသဘောတူတယ် အိမ်ကကျွန်တော်တော်လည်ရေးတော့ကိုစလာမယ်ဆိုတော့အိမ်ကမတီးဘူးရမတီးဘူးဒီတိုင်းမဲ့ခုထွက်ခဲ့ဘာမှမမပြောဘဲနဲ့ထွက်ခဲ့ပေါ့ဒါပေမဲ့ကိုကအလုံးလုံးနေရတနေရအဲဇာတိမီယာမိဘတွေနေတဲ့နေရတနေရတနေရဟိုးစားတဲ့မှာကျွန်တော်တို့ကအဲဒီလှုပ်လှုပ်ရင်းနဲ့ပဲအိမ်ဒါစုကိုပဲအဲထောက်ပန်းခဲ့တယ်ကိုကလည်းဒီဖက်မှာနေတယ်ပေါ့နော်ဒီဖက်မှာမျိုးပေါ်မှာနေတယ်အဲမိသားစုနဲ့တော့မတွေးပြဖို့ပေါ့နော်နင်းနေချီပြီးတော့မတွေးပြဖို့အဲအခု အဲဘုံသားပြာကျွန်တော်တို့လည်းအာနာသိမ့်သွားတဲ့အချိန်ကြမ်းမှဒီလိုလေဝိပိုင်ဖြစ်ကြကြကြတော့မိသားစုကကွဲသွားတယ်ဆိုပါတော့တပွဲတပြားစီကွဲသွားတဲ့အချိန်မှာကျွန်တော်ရှိမှဖုန်းလိုင်းတွေဖြတ်တယ်တာဝါလိုင်းတွေချိုးရပေါ့အမျိုးဆုံးပါပဲဆက်ဆက်ကြီးအာနာသိမ့်2021မှာတော့ကျွန်တော်ဆက်တွေ့ရသေးတယ်မိသားစုနဲ့တော့ဆက်တွေ့ရသေးတယ်အဲ20နှစ်မှာကျွန်တော်ကျွန်တော်မိသားစုကျွန်တော်ညီလေးတယောက်ကြတယ်အဲဘွေးမှာအစ်ကောင်စီရွာမှာအဲ့လိုမျိုးပေါ့နော်စစ်ကြောင်းထိုးလာတဲ့အချိန်မှာဖြစ်တယ်ဖြစ်ကြတဲ့အချိန်မှာအော်ညီရလည်းအဲ့မှာတိုက်ပွဲဝင်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာအဲ့မှာကြာသွားတယ်အဲ့ကြာတဲ့ နလာပိုင်းအဲလွတ်လပ်ရေးနေကြတဲ့စီတီကျွန်တော်အဆက်တွေ့ရတယ်မိသားစုနဲ့အဆက်တွေ့ရတယ်2020နှစ်မှာဆက်တွေ့ရတယ်ဒါပေမဲ့လို့အဲရဲ့နောက်ပိုင်းပေါ့နော်အဲနောက်ပိုင်းကျွန်တော်တို့ဒီဒီတော်လာရေးထဲမှာကျွန်တော်တို့မိသားစုအရယ်ထဲထဲဝင်ဝင်ပါခဲ့တယ်အဲကျွန်တော်တို့ကအဲလက်လုံးအဲတုန်းကလက်လုံးတနတ်တွေပဲလောက်ခိုင်းရအောင်ဆရာကျွန်တော်တို့လက်ဒီလူတွေမဝင်နိုင်ဘူးအဲဝင်နေတော့ကျတော့အဲမှာကျွန်တော်တို့ကတွင်ကုန်ရေပြောင်းနေပါတယ်ထိုးကိုင်းနေပေါ့ဗျအဲလိုလည်းနာမည်လည်းပေါက်တယ်နာမည်လည်းပေါက်တော့ကျတော့ကျွန်တော်တို့ပထမအဦးဆုံးအင်းစင်းရင်းတဲ့ကွာအေးမရှုခဲ့ရတယ်ထဲမှာ ပါတာပေါ့နော်မရှိဘူးမရှိခံရတဲ့ထက်မှပါဆင်းရဲနဲ့ကိုထုတ်ပြီးတာရှိတာနော်နမဲနဲ့မပုံနဲ့နံဖက်နဲ့ကိုအဲ့လိုပါတာအဲ့ဒါတင်ပေးတဲ့တူလည်းရှိတာပေါ့ရိုင်းတာနော်တူတူကိုတူဆိုတာရှိတယ်အဲ့ထဲကယူခံရတယ်ဆိုတဲ့မှာနောက်ပိုင်းပေါ့နော်တဒနလာလောင်းနေတယ်မှာကျွန်တော်တို့ကအဲဆက်တွေမရခဲ့အိမ်နဲ့ဆက်တွေမရခဲ့လို့ဖီနဲ့လည်းဆက်တွေမရဘူးအမင်းနဲ့လည်းဆက်တွေမရဘူးဒါပေမဲ့ကျွန်တော်အနေနဲ့လည်းစိတ်စိတ်ပူရပေါ့နော်စိတ်ပူတယ်ဒါပေမဲ့ကျွန်တော်ကဒီဟာကိုမဖြစ်မနေဆက်တွေရတဲ့အချိန်ကျရင်လည်းပြောမယ် နောက်ဆုံးဒီတော်လိုင်းပြီးတဲ့အချိန်ကျလို့ရှိရင်လည်းကျွန်တော်အသက်ရှင်ကြံခဲ့ရင်ကျွန်တော်မိသားစုသွားရှာမယ်။အင်းအဲ့လိုမျိုးပေါ့သူတို့ကလည်းကိုယ်ဘယ်နေမှလည်းမသိဘူး။ဟုတ်ပြီ။ဘယ်နေမှလည်းမသိဘူးဘယ်ရောက်နေမှလည်းမသိဘူးဒါပေမဲ့ကိုဒီဟာကိုအရင်ကြီးစိတ်အားထက်တဲ့နေဆိုတော့တည်တယ်ဒီတဲကိုရောက်နေမှဆိုတော့သူတို့လည်းခံမှန်းတော့ခံမှန်းပြီပဲသူတို့လည်းစိတ်ပူမယ်ကိုယ်လည်းစိတ်ဝင်ဒါပေမဲ့ကျွန်တော်ကဒီတဲကိုစပြီးရောမှဆုံးဖြတ်လိုက်ပြီဒီဘယ်နဲ့ကိုင်းနှန်းစင်ကိုယူလိုက်ပြီးဝင်တော့မယ်ဆိုတဲ့မှကျတော့မိသားစုတခုလုံး ဒါကျွန်တော်ကလုံးဝမရှိတော့ဘူးဆုံရှုံငါဆွနှုတ်လိုက်ဆွနှုတ်လိုက်ပြီဆိုတော့ဘောနော်လုံးဝအဆုံရှုံကိုတွေ့ထားရတာလုံးဝကိုနောက်ဆုံးပုံတော့အဲ့လိုမျိုးအဲနောက်ဆုံးချိန်နေထိကျွန်တော်တွေ့ပြီအဲ့လိုတွေ့ပြီးတော့မှကျွန်တော်ကဒီလိုဘူးကျွန်တော်တယောက်တည်းအတွက်ကျွန်တော်မိသားစုတယောက်မိသားစုတစုအတွက်လဲကျွန်တော်ဒီလက်နက်ไก่လမ်းစင်ကိုရွေးခဲ့တာမဟုတ်ဘူးပေါ့နော်ရွေးခဲ့ရမဟုတ်ဘူးလည်းဖြစ်တဲ့အတွက်ကျွန်တော်ဘာပဲနေနေ နောက်တော့မရဘူးဆရာမိသားစုကိုကျွန်တော်အကုန်လုံးအားလုံးဒီပါဆုံလို့ရမယ်တယောက်တည်းကြံခဲ့မယ်ကျွန်တော်ပဲတည်သွားရဖြစ်ဖြစ်မိသားစုကပဲအဲဆုံဆုံးသွားတာပဲဖြစ်ဖြစ်အားလုံးမဖြစ်ပါဘူးအဲ့လိုပေါ့နော်အဆက်အသွယ်မရပြီမယ်လို့တော့ကျွန်တော်ကအဲ့လိုလုံးဝကိုအဆုံးဆုံးဒီကျွန်တော်ကနောက်ဆုံးချိန်ဒီဒီတွတ်ထားတွတ်ထားတာပေါ့နော်ကျွန်တော်နေနေလေကျွန်တော်ဆန္ဒတစ်ခုကတော့တွေ့ချင်တယ်နောက်ဆုံးတစ်ခါလောက်ဖြစ်ဖြစ်ကျွန်တော်တို့ဆိုတာလေဒါ ရဲ့လက်နဲ့ကင်နေကြတာဟိုပန်နဲ့ပေါက်နေကြတာမဟုတ်တော့အချိန်ကြီးကျွန်တော်တို့တည်သွားနေကျွန်တော်တို့လည်းဒီပေါင်ကားရတွေပါကျွန်တော်တို့သူကျဲခန့်ခဲ့ရနောက်တန်းမှနောက်တန်းမှနေပြီမယ်သူကျဲခန့်ခဲ့ရတဲ့အဲဒီဝိုင်တွဲနေတဲ့ဒီဒီမနေ့3နာရီရာနေပြီးတော့မှည4နာရီဒီတနာရီလုံးလုံးကျွန်တော်တို့လိုက်ပစ်ခန့်ရတဲ့အပေါ်ကနေပြီးတော့မှလိုက်ပစ်ခန့်အဲ့လောက်ထိကျွန်တော်အသက်ပြီးတဲ့အသက် NDA နဲ့ကြုံခဲ့ရတယ်ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်လူမြောက်ခဲ့တယ်အဲ့လိုအချိန်မှာတော့မိသားစုတော်တော်တော်တတိယမိတယ်အော် ငါဒီလိုချိန်မှာပြစ်နေတဲ့ချိန်မှာတောင်မှကျွန်တော်စိတ်ရောက်သွားမိတယ်ဗောနော်အပြစ်ခံရတဲ့ချိန်မှာစိတ်ရောက်သွားမိငါဒီလိုချိန်မှာတည်သွားရင်တောင်မှငါမိသားစုတောင်မှငါအကြောင်းမကြားလိုက်နိုင်ဘူးနောက်ဆုံးအချိန်နေတဲ့တောင်စကားမပြောလိုက်နိုင်အဲ့တခုတော့ဝန်နေတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကြိုးစားမှာပါနောင်တတော့မရဘူးဗျဟာကျွန်တော်ဆက်သွေးတော့ရချင်းတယ်ဆက်တယ်ရမှာပါရမှာပါပြီးတော့ဒါကိုပြောဆိုတွေးလို့လည်းမဖြစ်ပါဘူးပေါ့နော် ပြီးတော့မိသားစုတွေကလည်းအခုပြောပုံရဆိုရင်အကုန်လုံးကဆေးရထက်တန်သွားလဲပါဝင်ရတဲ့မိသားစုတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ဒါကိုကြုံရနိုင်တဲ့အနေတွေကတော့ပြောလို့တော့လည်းမရဘူးပေါ့ဒါပေမဲ့ကြိုတင်ပြီးတော့ပြင်ဆင်ထားမယ်လို့လည်းယုံကြည်တယ်ပြီးတော့အခုလက်တော့မှာဆက်တယ်မရဘူးဆိုရင်အော်ဒီဗီဒီယိုကိုကြည့်နေစဉ်တော့တွင်းပါပဲတကယ်လို့ဒါသိရှိတဲ့သူတွေဆိုရင်လည်းဒါကိုရဲ့မိသားစုတွေကိုဆက်သွယ်ပေးစေချင်တယ်ပေါ့နော်အော်လို့ဆိုတော့ကျွန်တော်လူငယ်တွေ ီတော်ရဲတောင်ထဲမှာလာကြတဲ့အခါမှာအဲချုပ်မိသားစုတွေကကျတော့တားဆီးကြစိတ်ပူလို့ဘောနော်ကိုသားသမီးတို့ဆိုတားဆီးကြအဲ့တော့မတိအောင်လာကြတဲ့လူငယ်တွေကလည်းအများကြီးပဲအဲ့ဆိုချို့ဆိုရင်အခုချိန်ထိဆက်သွယ်မရကြရရှိတယ်ဆက်သွယ်မလုပ်ဖြစ်ကြရရှိတယ်ဘောနော်အဲ့တော့ဒါကိုဆိုရင်တော့ဒါဆက်သွယ်မရသေးဘူးဘောနော်အဲဒါပေမဲ့လည်းဒီဗီဒီယိုလေးကိုကြည့်လို့တိကျမြင်ခဲ့မယ်ဆိုရင်ဘောနော်ဆက်သွယ်ပြရစီခြင်းနဲ့ဒီကတော့ဒီလိုလူငယ်တွေမြေပြင်မှာအများကြီးရှိတယ်ဒါပေမဲ့ အဲသူကတော့ဆန္ဒရှိတာပေါ့နော်ဆန္ဒရှိတယ်ဒါပေမဲ့လုံးဝလက်လျှော့မဲ့ပုံစံတော့လုံးဝမရှိဘူးမိသားစုကလည်းအဲ့လိုလက်လျှော့မှာမဟုတ်ဘူးငါကိုယ်ကလည်းလက်လျှော့မှာမဟုတ်ဘူးပေါ့နော်လုံးဝဒီအရောင်နောင်နာမရဘူးတောင်ပြောထားတာ哦အဲ့တော့အဲ့ဒါကိုလည်းယုံကြည်တယ်ပြီးတော့ခုနကကိုပြောသလိုပေါ့အဲမိသားစုမရှိတာလို့ကိုမရှိတာဒါလည်းမဖြစ်ဘူးပေါ့နော်စိတ်ချပါမဖြစ်ဘူးကျွန်တော်ဆက်ပြီးတော့စူးစမ်းပါပေါ့နော်အဲ့တော့ဒီဒီဗီဒီယိုလေးကြည့်ဖြစ်တယ်ဆိုရင်လည်းဆက်သွယ်ပေးကြဖို့ပြောချင်တယ်ပေါ့နော်အဲဒီကတော့အဲ့လိုမျိုးစိတ်နဲ့ပါဝင်ပေးနေတာ哦တကယ်လေးစား LGBT တယောက်ဖြစ်လင်ကစားပေါ့နော်အချို့ကြတော့အမှုရာဟန်ပန်ကိုကြည့်ပြီးတော့ဆုံးဖြတ်ကြတာရှိဒါပေမဲ့ဒီ2021မေဥတုလရေးမှာတော့ဒါမျိုးတွေဆုံးဖြတ်လို့မရတော့ဘူးမရှိတော့ဘူးအားလုံးကတသားတည်းဖြစ်နေပြီးတော့အဲခုနပြောလို့ပေါ့နော်အဲခွဲခြားဆက်ဆံတာတွေဘာတွေမရှိဘူးခုနပြောလိုက်တယ်ပဲ LGBT မကလို့ဘာနေနေဘာနေနေပေါ့နော်အဲကြအဲ့လိုပုံစံမျိုးနဲ့ကိုလက်ခံပြီးတော့ဒါကြောင့်ဒေါ်လာရေးတပ်ဖွဲ့တွေကအတူတူကစူးစမ်းနေကြတာကိုသိရတော့ပေါ့နော်ကျွန်တော်ဒါခြံနာခွဲခြားမှုတွေနဲ့ပတ်သက်တော့ ပြောချင်ဆိုချင်တဲ့သူတွေအနေနဲ့လည်းပေါ့နော်ဘာမှပြောခွင့်မရတော့ဒီຫນွေဥတော်လည်းရေးမှာဘာမှကိုပြောခွင့်မရအောင်ကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေကစူးစမ်းနေတယ်ဆိုရဟာကိုလေဒါကအကောင်းဆုံးတက်တည်တစ်ခုဖြစ်တယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျမအောင်နေပေးပါဟုတ်ကဲ့ရှေ့ဆက်ပြီးတော့ queue site ပေးပါတပ်ဖွဲ့တွေပုံမှာလည်းပေါ့နော်အဲဆုံးမသွင်းပေးပါအဲပြီးတော့တက်နိုင်တဲ့အပိုင်းနေလည်းဒီလိုပဲဝိုင်းပြီးတော့စူးစမ်းကြအောင်ပေါ့နော်ပြည်သူတွေကနောက်မှာအမြဲတမ်းရှိပါတယ်အဲဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဆက်စူးစမ်းမယ်ပေါ့နော်အဲပြီးတော့အခုလိုပဲပြုံးပြုံးရွှေရွှေလေးပဲ ဆက်ကြိုးစားကြအောင်ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့တော့ဒါပြည်သူရေအနေနဲ့ဒီဗီဒီယိုကြည့်ရှုနေရင်းနဲ့ပေါ့နော်ဒါဒေါ်လာကြီးကိုထောက်ခံပေးနေကြတဲ့ထောက်ခံပေးနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိအဲ့ဒေါ်လာပြည်သူတွေပေါ့နော်အဲ့ဒေါ်လာပြည်သူတွေကိုရောကိုယ်အနေနဲ့ဗာပြောချင်တာရှိရှင်နေတဲ့စကားကိုကျွန်တော်တို့ကလည်းဒီဒေါ်လာကြီးမှဒီအဆုံးထိရှောက်မှာပေါ့နော်ချဘယ်တော့မှနောက်ပြန်မလဲဘူးပေါ့ကျွန်တော်တို့ကအသက်နဲ့ရင်းပဲပြည်သူတွေကကျွန်တော်တို့ထောက်ခံပေးသမင်းချွေးပေးပေါ့ကြာပြီကျွန်တော်တို့ကမနေ့တနေ့ညနေတနေ့သမင်းနှစ်နှစ်ပဲကျွန်တော်တို့တောင်းစုမယ် အဲ့နမောင်စားရရရပြီပါဟင်းနဲ့ထမင်းကြီးနဲ့နောက်ဆုံးကြွေးပစီကျွန်တော်တို့လက်လက်ခဲရန်ကြည်အပြည့်စုံနဲ့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းတနက်ငတ်လဲဘာမှမဖြစ်ဘူးကျွန်တော်တို့ရှေ့ဆက်သွားမယ်ပြည်သူတွေလာတာနောက်ကနေကျွန်တော်တို့ထောက်ခံပေးကျွန်တော်ဆုံးထိသွားမယ်ဟုတ်ဟုတ်ဟုတ်ပြည်သူတွေကလည်းဒီလိုစစ်သားမျိုးကိုမှမထောက်ခံဘယ်စစ်သားမှထောက်ခံမှာမဟုတ်တော့အဲ့တော့စိတ်ကြပါတော့ပြည်သူတွေကလည်းအခုဆိုရင်ချို့ဆိုရင်အရန်အောင်မြင်စေခြင်းနဲ့ အရန်ဒီမြန်မြန်ဆန်ဆန်ပြီးဆုံးစေချင်တော့သူတို့မှရှိသမျှပိုင်ဆိုင်မှုတွေအကုန်ရောင်းချပြီးတော့ပါဝင်တဲ့ပြည်သူတွေလည်းရှိတယ်လို့အဲခုနလိုပေါ့နော်သူတို့ကိုယ်တိုင်ကအိမ်နေယာတွေခြံနေမိရှုခိုင်းရတာမရှိတော့ဘူးဒါကြောင့်ညာဘက်တွေမှာဆိုတိတာအဲကြအဲ့လိုမျိုးဒီပြည်သူတွေတောင်မှပဲသူတို့မှကြံသေးတဲ့ဒီငကက်ဆိုလဲငကက်အဲကလေးလေးရဲ့ငကက်ပဲဖြစ်ဖြစ်ပေါ့နော်သားသမီးရဲ့မြီးလေးရဲ့ဆွဲကြိုးပဲဖြစ်ဖြစ် ဒါမျိုးတွေအားစချွတ်ပြီးတော့ဒေါ်လာရင်းတက်ဖွဲ့စီကိုပုံအပ်ပြီးတော့ပါဝင်နေတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်ဗောနော်အဲ့တော့ဒီဒေါ်လာရင်းပြည်သူနဲ့ဒီဒေါ်လာရင်းတက်ဖွဲ့တွေနဲ့အခုလိုသာလက်တွဲညီညီနဲ့ပါဝင်နေကြမှာဆိုရင်ကျွန်တော်တရားပေါ့အောင်မြင်ပါပါအဲ့ဘယ်လိုပဲဖြစ်ဖြစ်အဆုံးထိသွားမယ်ပြည်သူတွေကလည်းအဆုံးထိလိုက်လိမ့်မယ်လက်တွဲညီညီနဲ့သွားမယ်ဒီပြည်သူမရှိလို့လည်းမရဘူးဒီဒေါ်လာရင်းတက်ဖွဲ့ဝင်မရှိလို့လည်းမရဘူးဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကူရဲ့ပြောပြောစကားတွေရဗောနော်ပြီးတော့ပါဝင်ပေးမှုတွေရအာနောက်ထောင်နေတဲ့ပြည်သူတွေလည်းဂျင်းနဲ့နှစ်သိမ့်လည်းမလို့ဒါယုံကြည်တယ်ဗောနော် ီးတော့ဒါခုနပြောလို့ပေါ့နော်ကျွန်တော်တို့တပ်ဖွဲ့တွေကိုလက်နက်ခဲယမ်းတာပြေစုံအောင်တက်ရှင်ပေးအစုံဒီတိုင်းမဲ့အဖွဲ့တွေကကျွန်တော်မြေပြင်မှာအပြည့်ရှိရပေါ့နော်စစ်ကောင်စီလုံးဝမရှင်နိုင်တဲ့စိတ်ဓာတ်တွေနဲ့ကျွန်တော်တိုက်ပွဲဝင်နေတဲ့စစ်သားကောင်းတွေမြေပြင်မှာအပြည့်ရှိရဆိုတာကိုဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်